ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode 40မှာတော့ကျော်ကြီးရမီရစီကနေကြည်ရဲ့ဖုန်းနံပါတ်ကိုရသွားပြီးတော့ကြည်စီကိုဖုန်းဆက်လိုက်ပါရင်ကြည်လေကျော်ကြီးရဖုန်းကိုကင်လိုက်ပါရင်ဒီလိုနဲ့ကျော်ကြီးကလည်းကြည်ကသူ့ကိုပြောတော့ဆက်ပင်ဆက်မစည်းတော့ဘူးဆိုပြီးတော့ပြန်ခွင့်မှကြတော့ပေါ်လာတာကြောင့်သူ့ကိုဘာလို့လိန်တာလဲဆိုပြီးတော့မေးလိုက်ပါရင်ကြည်ကတော့ဘာသူမှမသိတာကြောင့်ဘာသူလဲဆိုပြီးတော့မေးလိုက်ပါရင် လုံးနဲ့ကျော်ကြီးကလည်း သူကိုယ်သူကြောင်းရှိမှစပိန်ပြိုင်ဖို့လားစိန်ခေါ်ခဲ့တဲ့တယောက်ဖြစ်ကြောင်းပြန်ရှင်းပြလိုက်ရပါတယ်။ကျွန်တော်ကြော်ကြီးကကြီးစီကိုသူတပ်ပုံတပုံပို့ထားတာကြောင့်ကြည်ကြည်ဖို့ပြောလိုက်ပါတယ်။ကြီးကတော့သူ့ဖုန်းမှာတပ်ပုံကိုကြည့်လို့ရတဲ့ function မပါဘူးဆိုပြီးတော့ပဲပြန်ပြောလိုက်ပါတယ်။ကြော်ကြီးလည်းကြီးစကားကိုကြားတော့ဒီလိုခေကြီးတဲ့မှာဒီကောင်ဘာဖုန်းတွေများတုံးနေတာလဲဆိုပြီးတော့စိတ်လီသွားပါတယ်။ဒီလိုနဲ့ကြည်လေသူစာကြည့်ရမှာဖြစ်တာကြောင့် အာယုံလာမစားဖို့ပြောပြီးတော့ဖုံးချဖို့လုပ်ပါရင်ကြိုချိန်မှာပဲကြော်ကြီးကငါတို့နဲ့တွေ့တော့ကမင်းဘီးနားမှာပါလာတဲ့ကောင်းမလေးနဲ့မေကမေးရမလားအေးမင်းသူ့ကိုမထိခိုက်စေခြင်းငါတို့ရှိရကိုအခုလာခဲ့ဆိုပြီးတော့ပြောလိုက်ပါရင်ဂျီလည်းဒီကိစ္စမှာမေရပါပါလာပြီးဖြစ်တာကြောင့်ကြော်ကြီးတို့စီကိုတွားဖို့ဆုံးဖြတ်လိုက်ပါရင်ဒီလိုနဲ့ပဲဂျီကမင်းနူးကိုသူ့အပြင်ခဏတွားလိုက်အောင်မဲဆိုပြီးတော့ပြောကာချွတ်လာခဲ့ပါရင်မင်းနူးကလေဂျီကအခုချိန်ကြီးမှာအပြင်တွားမယ်ဆိုတာကြောင့် ကောင်မလေးနဲ့သွားတွေ့မလို့လားဆိုပြီးတော့မေးလိုက်ပါတယ်။ဒါမဲ့ဂျီကတော့ဘာမှပြန်မပြောဘဲနဲ့ထွက်သွားပါတော့။ချို့နောက်ဂျီလဲဂျော်ရီတို့ရှိရာကိုလမ်းလျှောက်လာခဲ့ပါတယ်။ဂျော်ရီလည်းဂျီရောက်လာနဲ့စားတော့ဆိုင်မှာသူတို့ခိုးရိုက်လာတဲ့မီယာနဲ့ဓက်ပုံဆရာတို့အတူတူထိုင်နေတဲ့ဓက်ပုံကိုပြလိုက်ပါတယ်။ပုံထဲမှာလဲဘီယာပလင်းတွေအရက်ပလင်းတွေကပါနေခဲ့ပါတယ်။ဒီလိုနဲ့ဂျော်ရီကအဲ့ဒါမင်းတငယ်ချင်းကောင်းမလေးမလား။ तू ကမျက်မှန်မပါတော့တော်တော်လှတာပဲကွာ။ ။အသူပြီးနာကအကောင်ကစီဂျေးတဲ့ငါတငငယ်ချင်းမင်းတငငယ်ချင်းနဲ့အတူတူ အလုတ်လုပ်နေတဲ့ကောင်ပေါ့ဆိုပြီးတော့ပြောနေပါလေ။ဂျေးကလည်းကျော်ကြီးကပေးရှိနေရာကြောင့်လူတူရှင်းမဲ့ပြောဖို့ပြောလိုက်ပါလေ။ကျော်ကြီးကလည်းသဘောကျသွားပြီးတော့ဂျေးကမနဲ့ပြန်ညသူနဲ့ဆက်ပင်ပြန်ရမယ်ဆိုပြီးတော့ပြောလိုက်ပါလေ။အတကယ်လို့ဒီဘဲမှာဂျေးသာမလာခဲ့ဘူးဆိုရင်ဒီပုံလေးကိုသူတို့ကြောင်းမှာလိုက်ဖြန့်မှာဖြစ်ပြီးတော့မိရကိုအရှက်လိုက်ခွဲမဲဆိုပြီးတော့ပြောလိုက်ပါတယ် ဂျီကလည်းဂျော်ကြီးကဒီကိစ္စမှာမိရကိုပါဆွဲထက်လာတာကြောင့်စိတ်တူနေခဲ့ပါတယ်။ဂျော်ကြီးကလည်းဂျီသားအစတည်းကရှာတွေရှိမနေပဲနဲ့သူနဲ့ပြိုင်လိုက်ရင်အခုလိုတွေဖြစ်လာမှာမဟုတ်ကြောင်းနဲ့ဂျီသားမနဲ့ပြန်ပြိုင်ပွဲကိုလာပြီးဆိုရနဲ့တင်ဒီဓစ်ပုံတွေကိုဖြတ်ပြစ်ပြီးမှဖြစ်ကြောင်းပြောပြီးတော့ထွက်သွားပါတယ်။ဒီလိုသားဆိုရင်ဒီကိစ္စကိုဖြေရှင်းဖို့ဂျီမှာယူရင်းချေစရာလမ်းကဂျော်ကြီးနဲ့တယောက်ချင်းပြိုင်လိုက်ဖို့ကလွန်ရင်တခြားနည်းလမ်းမရှိတော့ပါဘူး။အဲဒါကြောင့်ဂျီလည်းစိတ်တွေတူပြီးတော့ နောက်မှာပဲကြံခဲ့ပါဝင်ဒီလိုနဲ့ပဲနောက်နေ့ကြောင်းမှာလဲမိယာနဲ့ယူနာတို့အတူရှိနေချိန်မှာကောင်လေးတယောက်ကမိယာကိုတကြားလုံးလာကျွေးပြီးတော့ဖွင့်ကြောင်နေခဲ့ပါဗျ။ခုချိန်မှာတော့မိယာကသူ့ရဲ့ပြောင်းလဲသွားတဲ့သူ့ရဲ့မျက်နှာလေးနဲ့သူ့ရဲ့နေပုံထိုင်ပုံလေးကြောင့်ကျောင်းသားတော်တော်များများရဲ့အသေးဆွဲလေးဖြစ်နေခဲ့ပါဗျ။မိယာကိုကြည့်မိရတဲ့ကောင်မလေး၃ယောက်ကလည်းအေးငါတို့လည်းစပွန်ဆာဘဲကြီးတယောက်လောက်ရှာပြီးတော့ celebrity ဖြစ်အောင်လုပ်ရင်ကောင်းမလားမသိဘူးနော်။ ဟိုတယောက်လိုမျိုးဆိုပြီးရောမီယာနဲ့ယူနာတို့မကြကြအောင် ပြောလိုက်ပါရင်ယူနာလေသူတို့စကားကိုကြတော့နေတို့ပသူကိုပြောနေရလဲဆိုပြီးတော့ပြန်ပြောလိုက်ပါရင်ဟိုဘက်ကကောင်မလေးတယောက်လေသူတို့ဘာသာပြောချင်တာပြောနေကြတာဖြစ်ကြောင်းနဲ့ယူနာမှလည်းအဲ့လိုလူမျိုးအတိတ်တရောက်များရှိလို့လားဆိုပြီးတော့ပြန်ပြောလိုက်ပါရင်ချိုးချီမှာပဲရှယ်လီကအဲ့နေတို့ဘေးဖယ်စမ်းငါ့လောကတွေကစောင်းတွေထုတ်မလို့ဆိုပြီးတော့ဖိုက်တာဒီဇိုင်းနဲ့ရောက်လာကဒီစကားဝိုင်းကိုဖျက်ပေးလိုက်ပါရင် မိယာကလည်းအဲဒီကောင်မလေးတွေကသူ့ကိုရွယ်ပြောတယ်ဆိုတာသဘောပေါက်တာကြောင့်သူလုံနေတဲ့အရာတွေကမန်နီရဲ့လားဆိုပြီးတော့ဇဝေဇဝါဖြစ်သွားခဲ့ပါတယ်သူတို့ဖြစ်နေကြတာကိုကြည့်နေတဲ့ဂျီကလည်းအလဲတန်းတော့ကခဏခဏအနိုင်ကျင့်ခံခဲ့ရတဲ့မိယာရဲ့ပုံရိပ်တွေကိုပြန်မြင်အောင်နေခဲ့ပါတယ်ကျွန်တော်လည်းမိယာပုံမှာထားတဲ့ဂျီရဲ့စိတ်ထားကို အခုအချိန်ထိနားမလည်နိုင်သေးပါဘူးဒီလိုနဲ့ပဲညနေမောင်ရီပြိုးစအချိန်မှာတော့ ဂျီကသူ့စက်ဘင်းကိုထုတ်လာပြီးတော့အပြင်သွားဖို့ပြင်နေခဲ့ပါတယ်။ဂျီရဲ့ညီကလည်းဂျီကိုဒီလိုစက်ဘင်းကြီးထုတ်ပြီးတော့အပြင်မှာရှောက်သွားမနေဘူးနဲ့သူ့မိတွေ့သွားရင်ပြဿနာဖြစ်မှာဖြစ်တာကြောင့်အိမ်ထဲကိုပြန်ဝင်ဖို့ပြောနေခဲ့ပါတယ်။ဂျီကလည်းခဏနေပြန်လာမှာဖြစ်တာကြောင့်စိတ်မပူဖို့ပြောလိုက်ပါတယ်။ချိုးချိန်မှာပဲကန်က ဆိုးကျင်တော့သူတို့အမေကြီးကအိမ်ပြန်ရောက်ချလာပါတယ်။ဂျီမေလည်းဂျီကိုစက်ဘင်းကြီးနဲ့တွေ့လိုက်ရတာကြောင့်စိတ်တူသွားပြီးတော့ နံပါတ်တွင်လျှောက်သွားမလို့လေနေဦးမှာပြောထားတယ်မလားတက်ကူတို့မရောက်မချင်းဆက်ဝေးပြန်မစီးရဘူးလို့ဒီပုံစံနဲ့နင့်အဆင့်တွင်ဆိုပြီးတော့ပြောနေတော့မှာပဲကြီးကသူ့အမေရဲ့စကားတွေကိုနားမထောင်တော့ဘဲနဲ့ထွက်သွားလိုက်ပါရဲ့ကြည့်အမေလေသူပြောနေတဲ့ကြားကကြီးကထွက်သွားတာကြောင့်စိတ်ကျူသွားပြီးတော့အေးနင်းခုထွက်သွားပြီဆိုရင်လေအင်ကိုပြန်လာဖို့စိတ်မကူးနဲ့ဆိုပြီးတော့ပြောလိုက်ပါရဲ့ဒီလိုနဲ့နောက်တစ်ပိုင်းရဲ့အစမှာတော့ training ဆင်းပြီးတော့ပြန်လာတဲ့မီနူးကိုပြတ်တာထားပါတယ်။ထိုချိန်မှာတော့ကြည်ရဲ့ညီက TV မှာသူကြိုက်တဲ့ကြောင်လေးတွေအစီအစဉ်ကိုကြည့်နေပေမဲ့သူစိတ်ထဲမှာတော့သူ့ကိုအတွက်ကိုပဲတွေးပူနေခဲ့ပါတယ်။မီနူးကလည်းကြည်ကိုအိမ်မှာမကြည့်ရတာကြောင့်ကြည်ရဲ့ညီကိုမေးလိုက်ပါတယ်။ကြည်ရဲ့ညီကလည်းကြည်ကသူ့အမေနဲ့ပြဿနာတက်ပြီးတော့အိမ်ကဆင်းသွားပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။မီနူးကလည်းကြည်အိမ်ဘောကနေဆင်းသွားပြီဆိုတဲ့စကားကြောင့်ကြောင်သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ ကျူကြီးတကကနဲ့ကျော်ကြီးတို့အဖွဲ့သားတွေကိုတွေ့ရပါတယ်။ကျွန်တော်ကရုံးပေါင်းကင်းတဲ့ကောင်ကကျော်ကြီးကိုစီးတဲ့တော့ထုတ်ပြေးလိုက်ပြီးတော့ဒီပွဲမှာသုံးမလားဆိုပြီးတော့မေးလိုက်ပါတယ်။ကျော်ကြီးကလည်းဒီလိုအထက်တန်းကျောင်းသားတကောင်နေနဲ့ပြန်ရမယ့်ပွဲမှာသူကစီးသုံးစရာလည်းဆိုပြီးတော့ပြောလိုက်ပါတယ်။ကရုံးပေါင်းကင်းတဲ့ကောင်ကလည်းသူကအဲ့လိုဆိုလိုတာမဟုတ်ကြောင်နဲ့ပြန်ပွဲမှာတုန်းကလည်းဂျေလှုပ်သွားတာကိုအကုန်လုံးမြင်ထားတာကြောင့်ဂျေလူကောင်ကတခြားကောင်တွေလိုပေါ်ပေါ်ဆဆလွတ်မထားတဲ့ကြောင်ပြောလိုက်ပါတယ်။ ဂျိုကြီးကတော့ရိုးမောက်ကင်းတဲ့ကောင်ကိုအထက်တန်းကျောင်းသားတစ်ကောင်လောက်ကိုကြောက်နေလို့ဆိုပြီးတော့ဆဲပြေးလိုက်ပါတယ်။ဂျိုချေမှာပဲကျောင်းဝင်းဒီဖုန်းတောင်မလဲရသေးတဲ့ဂျီကသူတို့စီကိုယောက်ချလာပါတယ်။ဂျိုကြီးကလည်းဂျီကိုမြင်တော့သူ့ဆန္ဒတွေပြည့်ဝတော့မယ်ဆိုပြီးတော့ပျော်သွားခဲ့ပါတယ်။ဒီလိုနဲ့ဂျိုကြီးနဲ့ဂျီကပြိုင်ပွဲကိုစဖို့ပြင်ဆင်လိုက်ကြပြီးတဲ့နောက်မှာတော့ဂျိုကြီးကသူကရီတိုင်းမိရတက်ပုံတွေပါတဲ့ UFB စစ်တချောင်းကိုထုတ်ပြလိုက်ပါတယ်။ကျွန်တော်ဂျိုကြီးကဂျီကို သူတို့ပြန်မဲ့လမ်းကြောင်းနဲ့ပြန်မွေးရဲ့မြေပုံကိုလည်းထပ်ပေးလိုက်ပါတယ်။သူတို့ပြန်မွေးရဲ့ပန်းတိုင်ကတော့အရင်တစ်ခေါက်ဗီဒီနဲ့ပြန်ခဲ့တုန်းကကိုဒီနာဘုံကြီးတွေရှိခဲ့နေရဖြစ်ကြောင်းဂျိုကြီးကတဆက်တည်းရှင်းပြလိုက်ပါတယ်။ဒေဂရန်တီပြန်မွေးရဲ့လမ်းကြောင်းကဂျိုကြီးနဲ့အကျဉ်းတော်ဝင်ဖြစ်နေခဲ့ပြီးတော့ဂျိုကြီးကဒီလမ်းကြောင်းတစ်ခုတည်းကိုပဲသုံးပြီးတော့တခြားကစားသမားတွေရဲ့စပွင့်တွေကိုလိုက်ဖျက်ဆီးနေခဲ့တာဖြစ်ပါတယ်။ချို့နောက်ဂျိုကြီးကဂျီကူနောက်ဆုံးအနေနဲ့ဒီပြန်မွေးရဲ့လောင်းကြီးကရှုံးတဲ့သူရဲ့စပင်းကဖျက်ဆီးခံမယ်ဆိုတာကိုပါပြောပြလိုက်ပါတယ်။ ဂျီကတော့သူကဒီတိုင်းရိုးရိုးပြိုင်ပွဲလိုပဲထင်ခဲ့တာဖြစ်ကြောင်းနဲ့စပင်းကိုဖျက်ဆီးတာကအတိတ်ပဲမရှိကြောင်းပြောပြလိုက်ပါတယ်။ဂျိုကြီးကလည်းယောမင်းကလည်းပြိုင်ပွဲဆိုတာကလောင်းကြီးပါမှစိတ်လို့ရှာဖို့ကောင်းမှာပေါ့ကွာ။အားရမမင်းရောငါရောကကိုစပင်းဖျက်ဆီးခါမှကြောက်တဲ့စိတ်နဲ့ပြိုင်ပွဲကိုလေးလေးနက်နက်ပြန်ပြစ်မှာ။ဗါလဲမင်းကကြောက်သွားပြီလားဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျီလည်းခဏလောက်တော့တိတ်ဆိတ်သွားပြီးတော့အဲ့ဒါဆိုလဲစကြတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျိုကြီးကလည်းပူသဘောကျသွားပြီးတော့ ဒီပွဲကိုဗီဒီယိုလိုက်ရိုက်ပေးမယ်သူ့ဘက်ကကောင်ကိုအသင့်နေရယူခိုင်းလိုက်ပါတယ်ဒီပွဲကိုဗီဒီယိုကရိုက်ရတဲ့အကြောင်းရင်းကတော့သူ့ကိုယ်ကိုပြန်ပြဖို့ဖြစ်ပြီးတော့သူကဂျေးထက်ပိုးတော်တယ်ဆိုတာကိုတက်တည်ပြခြင်းလို့ဖြစ်ပါတယ်ဒီလိုနဲ့ပဲပြိုင်ပွဲကိုစတင်တော့မယ့်အချိန်မှာတော့ကျော်ဤဖွဲ့သားတွေကဂျေးကိုနောက်ကနေလောင်ပြောင်းတဲ့စကားတွေပြောနေခဲ့ပါတယ်ဂျေးဆိုတဲ့ကောင်ကလည်းဓာရီကိုဂယုမဆိုင်ပဲနဲ့သူ့လောက်စီရရှိတာကိုသာလုပ်နေခဲ့ပါတယ်ချို့နောက်ပြိုင်ပွဲကိုစတင်ပေးမယ့်ကောင်က ဂျင်းနဲ့ကျော်ရီကိုအစ်င့်နေရာယူခိုင်းလိုက်ပြီးတော့ပြန်ဝဲကိုမီးရှူမီးပန်းတတိုင်ကိုဖောက်ကစတင်လိုက်ပါရယ်အစ်င့်နေရာယူထားကြတဲ့ဂျင်းနဲ့ကျော်ရီတို့ကလည်းစမနေရာကနေအရှိန်ဟုန်နဲ့စတင်ထွက်ခွာလာကြပါရယ်သူတို့ပြန်ဝဲစတင်တဲ့တပြိုင်နဲ့မိုးတွေကလည်းစပြီးတော့ယွာချလာပါရယ်ပြိုင်နေကြတဲ့အချိန်မှာတော့ကျော်ကြီးကသူ့လူကောင်ကဂျီလူကောင်မျိုးကို ရှင်းနိုင်စရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောခဲ့တဲ့သူ့ကိုယ်ရဲ့စကားတွေကိုပြန်ကြားရောက်နေခဲ့ပါတယ်။ကျွန်တော်ကြော်ရီကမင်းစကားတွေမမှန်ဘူးဆိုတာငါသက်သေပြမယ်။ကြည့်နေလိုက်ဆိုပြီးတော့ပြောနေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီလိုနဲ့ပဲဒီအပိုင်းလေးကိုဒီနေရာမှာပဲစသိမ်းထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာတော့ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုပြီးကြပါဦးခင်ဗျာ။ဒီနေရာလေးလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။